မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ21ရက်နေ့ရက်မွန်းတဲ့12နိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ ARD တိုင်းထဲကအင်ကပူမြို့နယ်မှာ အုတ်ချုပ်ရည်မှုဦးစိုးကတူအရင်းကိုစစ်မှုထမ်းတပ်သားအဖြစ်ထည့်သွင်းပေးလိုက်ရမှာရက်ပိုင်းအတွင်းမှာစာကားစတပ်သားတွေကသူ့ရဲ့တူအလောင်းကို ပြန်လာပို့ပါရယ်။ကန်တောက်တိုက်ပွဲမှာ BLPA တပ်စုမှုစနိုက်ပါထိမှန်ပြီးကြာဆုံးသွားပါရယ်။ အလင်းဝင်ဖို့ခေါ်ဆိုနေတဲ့အချိန်မှာပြစ်ခံရတာလို့သိရပါတယ်ရှင်။ဆိုင်ကယ်လိုင်စင်မရှိ၍ဖမ်းဆီးခံရပြီးစစ်သားစုဆောင်ခံရသူလက်နက်ယူပြီးတော့ KNLA ထံကိုအလင်းဝင်လာပါတယ်။ရွှေကျင်တန်ဆိတ်ကားလမ်းမှာစစ်တပ်ရိတ်ခေါ်ဖို့စစ်ကြောင်းကိုကင်းပုံးယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာ၃ဦးပွဲချင်းပြီးတေဆုံးခဲ့ပါတယ်။ VOA ဝင်တဲ့တွေကို Trend အစိုးရက အလုတ်ရက်နာစာပေးပို့လိုက်ပြီလို့သိရပါရဲ့ရှင်။ ဒီသတင်းနဲ့အတူဒီကနေ့မွန်းတက်ဆန်းလနိုင်အချိန်ထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ AR တိုင်းအင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုအုတ်ချုပ်ရည်မှုဦးစိုးကတူအရင်ဖြစ်သူကိုစစ်မှုထံတပ်သားအဖြစ်ထည့်သွင်းစဉ်မှာစစ်သားတွေကဝိုင်းဝန်းထိုးကျိတ်ရိုက်နှက်၍တေဆုံသွားခဲ့ပြီးတော့စစ်တပ်ကအလောင်းပြန်လာပို့သွားကြောင်းဒေတာပြည်သူတွေကပြောပါရယ်အင်ကပူမြို့နယ်စီပင်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကသူ့ရဲ့ညီအရင်ဖြစ်သူဦးညွှန့်ရွှေရဲ့ဒါဖြစ်သူကိုတစ်ချိန်လုံးရက်တောက်စားနေတယ်လို့ဆိုကာစစ်မှုထံတပ်သားအဖြစ်ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ဇွန်လ14ရက်နေ့ကစစ်မှုထံအပတ်စဉ်14တက်ဖို့စစ်တပ်က အုတ်ချုပ်ရည်မှုဦးစိုးရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားကြောင်းဇွန်လ16ရက်နေ့နက်နက်ပိုင်းမှာကျေးရွာအုတ်ချုပ်ရည်မှုဦးစိုးရဲ့တူဖြစ်သူအလောင်းကိုစစ်တပ်ကကျေးရွာကိုပြန်လည်ပို့ဆောင်ခဲ့ပြီးတကိုယ်လုံးမှာဒဏ်ရာတွေပြင်းထန်နေကြောင်းလည်းသိရပါဗျ။စီပင်ကျေးရွာအုတ်ချုပ်ရည်မှုငှဆိုးကတူတူအရင်အရက်ကြောင်တဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးတော့အပတ်စဉ်ဆက်လေးမှာထဲတာအုတ်ကြီးငှဆိုးရဲ့ညီဖြစ်သူညွှန့်ရွှေရဲ့သားတူတူအရင်ကိုစစ်မှုထမ်းပြန်ထဲတာနော် အဲ့ဒါဇွန်လ16ရက်နေ့မှာစစ်ကားနဲ့အလောင်းလာပို့တယ်စစ်တပ်ကအယက်စီကိုရင်မရောပဲမာတောက်မိတာလို့ပြောတယ်ဒါပေမဲ့အလောင်းမှာဖူးရောင်ညှိုမဲတဲ့ဒဏ်ရာတွေအပြည့်ပဲဝိုင်းရိုက်လို့တေသွားတာနောက်မှစစ်သားတအူပြောတာကအယက်ကြောင့်ပြီးပေါက်ကရတွေပြောလို့စစ်တပ်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်တေသွားတာလို့စီပင်ကျေးရွာအုပ်စုမှဒေသပြည်သူတို့ကပြောပါတယ်စစ်တပ်ကစစ်မှုထမ်းခိုင်းရန်ခေါ်ဆောင်သွားပြီးတဲ့နောက်နှစ်ရက်အကြာမှာအလောင်းပြန်ပို့လာခြင်းဖြစ်ပြီးတော့ တန်ရည်သူမိသားစုတွေကတိုင်ကြားမှုများမလုပ်ရဲကြောင်းစစ်တပ်က ပြောတဲ့အတိုင်းအယက်စီတောက်ပြီးတော့တေဆုံသွားတယ်လို့လက်ခံပြီးတော့တေဆုံသူကိုတကြိုလိုက်ရကြောင်းသိရပါတယ်။အင်ကပူမြို့နယ်မှာအေအေနဲ့ PDF တပ်ဖွဲ့ဝင်တွေဝင်ရောက်လာနိုင်တယ်လို့ဆိုတာစစ်တပ်ကစစ်မှုထမ်းတပ်သားများအဖြစ်လူငယ်တွေကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းတွေကိုအကြီးကျယ်လှုံ့ဆော်နေတဲ့မြို့နယ်တစ်ခုဖြစ်ကြောင်းဒေသပြည်သူတွေကပြောပါရရှင်။ ောက်ထပ်သတင်းတပုတ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ကန်ထောက်ကျေးရွာစခန်းသိန်းတိုက်ပွဲမှာတက်စုမှုတအူကြဆုံခဲ့တယ်လို့တသင်းနဲ့တက်မရော BLPAC ကနေသိရပါဗျ။အဲ့ဒီတက်စုမှုဟာရင်းမာပင်ခရိုင်အမှတ်7တရင်တသင်းနဲ့တက်မရော BLPA မှာအသက်24နှစ်အရွယ်ကျော်ကြီးခေါ်ကျော်မျိုးသူဖြစ်ပြီးတော့ဇွန်လ16ရက်နေ့မှာ စနိုက်ပါကြီးထိမှန်တာလို့ဆိုပါတယ်။ရန်သူစကားစကိုအလင်းဝင်ရောက်ရန်အော်ခေါ်နေစီမှာစနိုက်ပါနဲ့ ပြစ်သွားခဲ့တာပါခေါင်းကိုထိမှန်ပြီးတော့ကြဆုံသွားတာလို့ BLPA တာဝန်ရှိသူတူကပြောပါတယ်တက်စုမူကျော်ကြီးမှာဇနီးနဲ့ကလေးငယ်ကြံရှိခဲ့ကသူ့ရဲ့အလောင်းကိုတော့ဇွန်လ20ရက်နေ့မနက်9:00နာရီကျော်မှာဇာပနအခမ်းအနားကို ပြုလုပ်ခဲ့ပြီးတော့မိသားကြိုပေးခဲ့တယ်လို့အဲ့ဒီတာဝန်ရှိသူကဆိုပါတယ်အလားတူပဲကန်တာစခန်းသိန်းတိုက်ပွဲမှာဖြတ်တောက်ရေးလုပ်ငန်းလုပ်နေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားမျိုးဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတက်မရော အမှတ်3စစ်ကြောင်းအမှတ်14တက်ရင်မှာတက်ဖွဲ့ဝင် ထိုက်ကြီးခေါ်တန်ထိုက်အောင်25နှစ်ကျောင်းသားလေးခေါ်ချစ်စော်ဖြိုး16နှစ်ဂျိမ်းမောင်28နှစ်တို့ကြာဆုံးခဲ့တယ်လို့သိရပါဗျ။ ကန်ထောက်ကြေးဝနယ်မြေရဲစခန်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ၂ရက်နေ့ကစတင်ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ18ရက်အကြာဇွန်လ19ရက်နေ့မှာ အပိသက်တင်ပတ်ရရှိခဲ့တာလို့ PLA ကထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးပဲခူးတိုင်းရွှေကျင်မြို့နယ်ရွှေကျင်တန်ဆိတ်ကားလမ်းပိုက်မှာအကြမ်းဖက်စစ်တပ်ရိတ်ခါပုတ်စစ်ကြောင်းကိုကင်းမုံယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်ခဲ့ရာစစ်သား၃ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါတယ်ဇွန်လ20ရက်နေ့မွန်လယ်12:30မိနစ်ခန့်မှာရွှေကျင်မြို့နယ်ရွှေကျင်တန်ဆိတ်ကားလမ်းပိုက်မှာအကြမ်းဖက်စစ်ကြောင်းကရှမ်းရွာဂိတ်ကဆာ၍အင်ကနီရုံတိုင်းရွာအထိကားလမ်းတစ်လျှောက် လမ်းကင်းယူပြီးတော့ရိတ်ခါပို့ဆောင်မှုတွေလှုပ်ဆောင်ကြောင်းသိရပါတယ်ဒါအပြင်အကြံဖတ်စစ်တပ်စစ်ကြောင်းကိုအင်ခနီရုံတိုင်းကြေးရွာကားလမ်းဘေးမှာကင်းပုံးဝှစ်ပြီးတော့လုံခြုံရေးယူနေတဲ့အကြံဖတ်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်ကောင်စီတပ်သား၃ဦးနေရာမှာပဲပွေချင်းပြီးတေဆုံးခဲ့ပြီးတော့စစ်ကောင်စီတပ်သားတွေကပြန်လည်ရန်တမ်းပစ်ခတ်တဲ့အတွက်တော်လန်ရေးရဲဘော်တွေအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါဗျ။ လမ်းမော်ကသွာလာတာအင်အားရချီတယ်အခုပြစ်တာကလမ်းကင်းယူထားတဲ့အဖွဲကိုပြစ်တာရတဲ့နီးနဲ့ချမှာပဲအဲ့ဒီတိုက်ခိုက်မှုမှာစစ်ကွေ၃កောင်တည်တယ်လို့ Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောပါရရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ပဲဂိုးတိုင်းအုတ်တွင်းမြို့နယ်အတွင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးပြော့စစ်သားစုဆောင်ခံရတဲ့တပ်သားဝင်းရန်ထွန်းကကရင်ပြည်နယ်အောင်စီရစစ်စင်ရေးမှထွက်ပြေးလာပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နေထောင်ကိုအလင်းဝင်ခဲ့ကြောင်း KNN နေပဟိုဌာနချုပ်ကယနေ့မှထုတ်ပြန်ထားပါတယ်။အမှတ်338ချင်းမြန်တက်ရင်ခမရ338မှတပ်သားဝင်းရန်ထွန်းကအုတ်တွင်းမြို့နယ်အတွင်းတငယ်ချင်းတွေနဲ့အတူစစ်ကောင်စီတပ်ကဖမ်းဆီးပြီးတော့စစ်သားစုဆောင်ခဲ့တာလို့ ဆိုပါတယ်။စိုက်ကယ်လိုင်စင်ဖမ်းတာလိုင်စင် မရှိလို့တငယ်ချင်းတယောက်ကိုပြန်လွတ်လိုက်တယ်။ကျွန်တော်ကိုအထုပ်ထဲမှာနှရက်ခြားတယ်လို့တက်တာဝေယံထွန်းကပြောပါတယ်။အထုပ်ကနေတောင်ငူစုဆောင်ရေးကို ပို့ဆောင်ပြီးတော့အဲ့ဒီကနေမှတဆင်အမတ်ကိုလှည့်ချင်ရေးကြောင်းတထုံကိုပို့ဆောင်ခဲ့ကြောင်းတင်န်း3လတက်ပြီးရဲ့နှောက်မှာခမ်းမရ338ကိုပို့ဆောင်ခံရကြောင်းသူကသူ့ရဲ့အတွေ့အကြုံကိုပြောပြပါဗျာ။ စစ်ကောင်စီတပ်တွေမှာညဘက်ကင်းဆောက်ခိုင်းပြီးတော့နေ့ဘက်အနာမပေးကြအောင်ထမင်းဝတ်အောင်မစားရကြအောင်အိမ်ငိုက်ပါကလေးခွားနဲ့အပြစ်ခံရကြအောင်လဲသူကဆက်ပြောထားပါတယ်စစ်တပ်ထဲမှာထွက်ပြေးရန်အကြိမ်ကြိမ်စူးစားခဲ့ပေမဲ့အခွင့်အရေးမရခဲ့ကြအောင်အခွင့်အရေးရချိန်မှာတငယ်ချင်းတွေနဲ့အတူထွက်ပြေးလာကြအောင်ပြောပြထားပါတယ်တငယ်ချင်း၃ယောက်ထွက်ပြေးလာတာလက်နက်၁ယောက်တလဲစီပါတယ်ခရမ်းတွေလည်းပါတယ်လို့တပ်သားဝေယံချုံကပြောပါတယ်ကြံနေတဲ့စစ်ကောင်စီတပ်သားတွေကတော်လန်ရေး တပ်ဖွဲ့ဝင်တွေထံကိုအလင်းဝင်ဖို့လဲဖိတ်ခေါ်ထားပါတယ်။တော်လိုင်းရဲတပ်တွေအနေနဲ့စစ်ကောင်စီတပ်ဖက်ကဲ့သို့ညင်ပန်းနှိပ်စက်ခြင်းမရှိကြောင်းအလင်းဝင်လာပါကတပ်ဖြတ်ခံရမယ်ဆိုရက်မဟုတ်မမှန်စစ်ကောင်စီဘက်ကချိန်ချောက်မှုကိုကြောက်ရံမလို့ကြောင်းတပ်သားဝေယံထွန်းကပြောပါတယ်။တော်လိုင်းရေးပြပါကမိသားစုနဲ့အတူပြန်နေမယ်လို့လဲဆိုပါတယ်။အဖေနဲ့အမေနဲ့ကျမ်းမာရေးဂယုဆိုင်ဒါလဲလွတ်လွတ်လပ်လပ်နေမြေကိုရောက်နေပြီ အရင်လိုဟိုတံတောင်းစားတွေစစ်ကောင်စီတက်လက်ထဲမှာလည်းမဟုတ်တော့ဘူးလို့တက်တာဝေယံထွန်းကပြောပါရရှင်ဆက်လက်ပြီးအမေရိကန်အစိုးရရဲ့ဝန်ထမ်းဖြစ်တဲ့ဝန်ထမ်းဆောင်နေတဲ့ VOA သတင်းဌာနမှအချိန်ပြည့်အမြဲတမ်းဝန်ထမ်း600နေပါထံအလုတ်ရနာစာဇွန်လ20ရက်နေ့မှာ trend ကပေးပို့လာကြောင်းသိရပါဗျ။အလုတ်ရနာခံရတဲ့ VOA သတင်းဌာနဝန်ထမ်းတွေထဲမှာ VOA မြန်မာပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အမြဲတမ်းဝန်ထမ်းအ ਨੇ စုံ 6ဦးထိပါကြောင်းလဲအလောက်ရက်နာစာလက်ခံရရှိတဲ့ဝန်ထမ်းတအုပ်စီကနေသိရပါဗျ။ American အစိုးရရဲ့အာဘော်ကိုထင်ဟပ်စေတဲ့သတင်းတွေကိုထုတ်လင့်ပေးနေတဲ့ VOA သတင်းဌာနအချိန်ပိုင်းဝန်ထမ်းတွေကိုလွန်ခဲ့တဲ့၂လခန့်ကစပြီးတော့အလောက်ရက်နာခဲ့ပြီးယခုအခါမှာအငြင်းရန်အချိန်ပြည့်ဝန်ထမ်းတွေကို အလောက်ရက်နာစာပေးပို့လာတာလို့ဆိုပါတယ်။ Trump အစိုးရတက်လာပြီးတဲ့နောက်မှာ VOA သတင်းဌာနရဲ့လုပ်ငန်းများကို ရပ်တန့်ထားခြင်းကဥပဒေနဲ့မညီဘူးလို့ဆိုက VOA ဝန်ထမ်းဟောင်းတချို့မှဥဆောင်ကအစိုးရကိုတရားစွဲပြီးတော့မြို့နယ်အဆင့်တရားရုံးမှာ VOA ဝန်ထမ်းတွေအလုံးပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတရားရုံးရဲ့အမိန့်ကိုအစိုးရဘက်မှလက်မခံတဲ့အတွက်တရားသူကြီး၃ဦးထိုင်တဲ့တရားရုံးကိုအယူခံတက်ခဲ့ရမှာအဲ့ဒီတရားရုံးက Trump အစိုးရကိုအနိုင်ပေးခဲ့ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အနောက်တောင်မှုတ်တုံလေး အားအလုံးကောင်းလာတာကြောင့်ဇွန်လ25ရက်နေ့အထိနိုင်ငံတော်မှာဒေတာအလိုက် မိုးကြီးတာနဲ့လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်မယ်လို့မိုးလေဝသနဲ့ဇလဗီယာညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်ရှင်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရိုမှာမုတ်တုံလေအားကောင်းနေတာဖြစ်တယ်လို့အရှေ့တောင်ဘက်ကလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်အနောက်ဘက်ကကျွေးလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်နေရာကွက်ပြီးမိုးကြီးနိုင်တာလို့ဆိုပါတယ်။မိုးကြီးပြီးလေပြင်းတိုက်တာနဲ့အတူ မိုးထစ်ချုံရွာတာ မိုးချိုးပစ်တာလျက်စီးလက်တာ မိုးသီးကြွေတာလျက်တပြက် ရေကြီးတာနဲ့မြေပြိုစေတာတွေလည်းဖြစ်နိုင်တယ်လို့သတိပေးထားပါတယ်။အထူးသဖြင့်ရန်ကုန်၊ပဲခူး၊စကိုင်းအထက်ပိုင်း၊အေရီ၊တနင်္သာရီ၊ကချင်၊ကရင်နဲ့မွန်တို့မှာနေရာကွက်ပြီးမိုးများမိုးကြီးမယ်လို့ဆိုပါတယ်ရှင်။ဒီကနေ့မိုးတဲ၁၂နှစ်ချင်းတီနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်။ ုံခံခြင်းနဲ့အနာဂတ်ဖြစ်သည်စီစိတ်သက်သာအတူတူကြိုးစားကြည့်ကြော်မြည် Favorite ရောင်စုအတွက်အသက်သွေးပေးစမည်ကောင်းကိုစီထွက်ရွှဲချမည်စာနာကူညီပေးမှာထောက်ရလဲတွင်ကြီးရဲ့ရင်တွေတော့ပြီးပြီးတက်တည်သည်စာညီရန်သူအားနာယူ

တမိုင်းကြီးပြေးစပြေးကြပြည်ပြုတင်စာတီဒီလူလူလူအပေါင်းပြီးစံစားပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ်ခစ်သစ်စီစိတ်သက်သာအတူညီကြိုးစားပြတ်ကြော်မီဖယ်ရပြီတော်စုအတွက်အသက်သွေးပေးစမီတာဝန်ကိုစီထမ်းရကြမီစာရာကူဤပေမှာထာဝရလက်တွေညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာကြီးရှင်သူအားလားယူမြခြေမုံမြင့်ခြင်းမြင့်ညံ့ညာနဲ့ဆွဲပြည့်စီညီ

sati di lu bao di san da pi ya ni nai ngai no go tu se cha ni